ကဲအားလုံးပဲမင်္ဂလာပါအခုတွားပြမယ်ဝေးလေးရတော့ကျွန်တော်တို့တန်သူဝနာဟွာနာနေပေါ့ကမာဂျီနာနေပြီးတော့ကျွန်တော်တိုင်မြွနယ်ကိုတွားมาဖြစ်ပါတယ်အခုကတန်သူမှာသူဝနာတန်သူမှာနေကျွန်တော်မောင်းနေတာเนาะကမာဂျီမီပွိုင်းကြော်ကြော်လောက်ကနေပြီးတော့စပြီး record လုပ်ထားတာဖြစ်ပါတယ်ကဲတက်တက်တွားနေမယ်เนาะခုမောင်းတာဒီတန်သူမှာလမ်းလို့ခေါ်ပါတယ်သူဝနာမှာရှိတဲ့တန်သူမှာလို့ခေါ်တယ်เนาะတန်သူမှာနှစ်ခုရှိလို့သင်္ကန်းကျောမှာလည်းတန်သူမှာရှိတယ် ခုဆိုလို့ရှိရင်ကျွန်တော်ရှေ့မှာဆိုလို့ရှိရင်ဝီဇန်နာလမ်းပွိုင်အောင်ရောက်မယ်တန်တုမာနဲ့ဝီဇန်နာပွိုင်အောင်ရောက်မယ်ပွိုင်ကြည့်တော့သွားပြရမလို့ပါပဲဒါပေမဲ့ကားရီအရန်ကျက်နေတော့လေညာဘက်ချမ်းကလမ်းလေးတွေကိုကျွန်တော်ဝင်ပြီးတော့သွားမှာဖြစ်တယ်ညာဘက်ချမ်းကလမ်းလေးကဘာလမ်းလဲဆိုတော့အာစည်ပြည်လမ်းကွေ့လေးရတယ်ဒါလားခုကကျွန်တော်ကျွန်းရွှေမြိုင်လမ်းလေးကွေ့သွားပြီဒါကျွန်းရွှေမြိုင်လမ်းလို့ခေါ်တယ်ကျွန်တော်꿰သွားပြီအဲကျွှေမြန်ရနေပြီးတော့ကိုယ့်ဘက်ကိုဝေဇန်အောင်ချင်းကျွန်တော်ပြန်ပြီးတော့ဖောက်ထွက်မှာ နော်ဟုတ်ကဲ့ကိုကျန်တော့ကျွန်တော်ပြန်ပြီးထွားဖောက်တော့မှဖြစ်တယ်အဲ့လမ်းလေးကအဲတိရပင်လမ်းလို့ခေါ်တယ်နော်အဲခုထွက်သွားပြီဝေစရနာကိုကျွန်တော်ပြန်တက်သွားပြီပြန်တွက်သွားပြီโอเคကဲဒဲပြီးဆင်းသွားမယ်ကျွန်တော်ဗီဒီယိုတော့နည်းနည်း edit ထားပါတယ်နော်နည်းလေးအမြန်လေးတွားထားပါတယ်ဘာလို့ဆိုတော့ရိုက်ထားတာက나이ဝက်ကြော်38မိနစ်လောက်ကိုကြာနေလို့ကျွန်တော်နည်းနည်း edit ထားပါတယ်နောက်တချို့မီးပွားနေမှာလည်းကျွန်တော် cut ထားပါတယ်နော် โอเคခုဆိုရင်ဝေဇနာဝေဇနာတိုင်းမောင်းရနာဖြစ်တာဖြစ်ပါတယ်ညာဘက်ချမ်းမှာကကျွန်တော်သူ့ဝနာဘောလုံးကွင်းမှာအားကစားကွင်းပေါ့နော်โอเคကျွန်တော်ဒီကြောလေးကိုယူလိုက်ပါတယ်နှစ်ကြောခွေကြောပါနော်ကျွန်တော်ကြောင်းကားကြီးနောက်ပါပဲလိုက်မယ်ကြောင်းကားနောက်ကပဲတဲကွေပြီးဒါစီ၄000ကန်နဲ့ဝေဇနာ point ကျွန်တော်၄000ကန်လမ်းပေါ်တက်လိုက်ပြီးဘဲကွေပြီးတော့โอเคနည်းနည်းတော့ကြက်ပါတယ်၄000ကန်နေပြီးတက်မောင်းလို့ရယ်ဘဲကိုသွားမှာလဲအရှိမြင့်မြိုင်ခွေကြလို့ရှိရင်ကျွန်တော်ညာခွေမှာ โอเคကဲနည်းနည်းတော့ကားကချက်တယ်ဗျာเนาะဒီနေရာဘယ်လိုဖြစ်လို့လဲမသိဘူးကျွန်တော်ငနေတိုးလာရတယ်တပတ်ကြီးကိုတော်တော်ကြက်နော်โอเคအောက်ကြောလေးပြန်ချရတယ်တက်တက်မောင်းတယ်เนาะဒါကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးတော့အလုံးအစင်ပြင်တယ်ဆိုလို့ရှင်လဲကျွန်တော်ဝမ်းတမ်းမိပါတယ်เนาะကျွန်တော်ရည်ရွယ်ချက်ကဒါပါပဲเนาะကျွမ်းကျင်ပြည့်တတ်လို့လည်းမဟုတ်ပါဘူးကျွန်တော်ခုမှကားစာမောင်းမဲ့လူတွေအတွက်ကိုကျွန်တော်ဟာ information လေးပေးတာပါเนาะခုမောင်းနေတာ၄000ကန်တိုင်းကျွန်တော်မောင်းနေတာ ၄တန်ကောင်းတိုင်းမောင်းနေတာဖြစ်တယ်၄တောင်ကန်နေမှာကျွန်တော်အရှိမြင်းပြန်ငွေကိုကွတ်มาဖြစ်တယ်ကဲတော့ပြီးရှေ့မှာဆိုလို့ရှိရင်မီးပွန်းတစ်ခုဖြည့်တယ်ဒါဒီဘာလဲဆိုတော့ပင်ရွှေညောင်ဆိုတဲ့လမ်းနဲ့ဝင်တာတောင်မွေအခွန်လွတ်စေတဲ့ဝင်တဲ့လမ်းပေါ့ဘယ်ဘက်ကွတ်သွားလို့ရှိရင်တောင်မွေအခွန်လွတ်စေနော်အပွင့်လေးရနေကျွန်တော်ကတက်တက်ပဲမောင်းနေတယ်ညာမှာရက်ကားတွေရှိတော့နည်းနည်းလေးတိန်းဆောင်ပြီးမောင်းပေးရပါတယ်โอเคအခုတွေ့မဲ့ point ဒီ၄တောင်ကန်နဲ့မြင်းပြိုင်ငွေပွတ်အရှိမြင်းပြိုင်ငွေပွတ်ကွတ်လိုက်ပြီးအရှိမြင်းပြိုင်ငွေကိုကွတ်ပြီးလို့ရှိရင် မြောက်မြေပြန်ခွင်းနဲ့ကိုကျွန်တော်မြှောင်ပြီးတော့ဝင်မယ်ဟုတ်ကဲ့တက်တက်သွားလို့ရှိရင်ရန်ကင်းနော်ရန်ကင်းဘက်ကိုရောက်မယ်မြောက်မြေပြန်ခွင်းနဲ့ကိုကျွန်တော်မြှောင်ပြီးတော့ဝင်မှာဖြစ်ပါတယ်တက်တက်သွားလို့ရှိလို့ရှိရင်ရန်ကင်းကြောက်ကုန်းဘက်ကိုရောက်မှာဖြစ်ပါတယ်โอเคဒါဒီခုမောင်းနေတာဒီမြောက်မြေပြန်ခွင်းအတိုင်းမောင်းနေတာဖြစ်တယ်อืมမြောက်တို့ရှိတို့မှန်သွားပြီเนาะကျွန်တော်เนาะဟဲ့တို့တက်လာပြီကိုကိုလာโอเค ကဲဆီယာဆန်လန်းနဲ့ကိုကြွချမယ်မြောက်မြေပြန်ခွင့်ကဒီမှနေပြီးသွားပြီဆီယာဆန်လန်းရောက်သွားပြီဒါနော်လန်းကတော့တချောင်းနေပဲဒါပေမဲ့သူကအဲ့လိုမျိုးအပိုင်းအပိုင်းနေတယ်သူကခွဲထားတာဆီယာဆန်လန်းမှာကျွန်တော်တန်းစီတယ်ရှေ့ဆိုလို့ချင်းရငင်းစင်တာကိုကျွန်တော်ဖြတ်မယ်ပြီးလို့ရှင်အဲတက်ကတော့ရိတ်တာလန်းအစ်စ်ကိုကျွန်တော်ကူမှာဖြစ်တယ်ကိုဆိုရင်ရောက်ပြီးရငင်း point နော်โอเคညာဘက်ချက်ခုနကကိုတော့မဲ့ point ရငင်းရငင်းရငင်းလန်းလုံးခေါ်ပါတယ်ညာဘက်ကရငင်းစင်တာပါကိုကဆီယာဆန်လန်းလုံးခေါ်နေတယ်သူတို့တွေက โอเคไอ้ซีอาซันลานไนကျွန်တော်တို့တက်တက်ကြီးကျွန်တော်တို့မောင်းมาဖြစ်တယ်ပြီးလို့ရှင်ရင်ဟုတ်ပြီကဲအဲရှေ့ဆိုလို့ရှင်ဒါဆိုလို့ရှင်ညာဘက်ချမ်းကပတ်စပို့ယုံเนาะညာဘက်ချမ်းကခုနလမ်းလေးဒီစမှုတက်လမ်းခေါ်တယ်ခုဆိုရင်ကျွန်တော်တက်ကတော်ရိတ်တာလမ်းအစ်စ်ထဲကိုကျွန်တော်꿰လိုက်ပြီကြည့်ပါပေါ်တက်လိုက်အောက်ဆန်လိုက်ပဲမောင်းရတယ်เนาะဒါတိပိသားပါเนาะကျွန်တော် အဲ information ထပ်မပေးတော့ပါဘူးတီးပြီးသားပေါ်တက်လက်အောက်ဆက်လက်မဟုတ်ပါတကြောတဲ့မောင်းလို့မရဘူးเนาะကားတွေကဘာဖြစ်လို့ဆိုကြက်တဲ့ကားတွေရှိတယ်ပိတ်တဲ့ကားတွေရှိတယ်ရှက်တဲ့ကားတွေရှိတယ်အဲအကြောင်းကဲမောင်းနေတယ်တက်တယ်ပဲမောင်းနေတယ်ကဲဒီအတွင်းကိုကိုင်းမီပွန့်အောင်ကျွန်တော်ဖျက်လိုက်ပြီတက်ကတော်ရေးသားလန်းအစ်စ်တက်ကတော်ရေးသားလန်းအစ်စ်တော့မခေါ်တော့ဘူးဒါတက်ကတော်ရေးသားလန်းလို့ပဲခေါ်ရတာပေါ့เนาะခုနမီပွန့်ရညာကွေးလို့ရှိရင်ညီမပလာဇာဘဲကွေးလို့ရှိလို့ရှိရင်ဟိုဘက်အဲဘဲရောက်လဲဆိုတော့အဲရွှေကုန်းနိုင်ဘက်ရောက်တာပေါ့เนาะပဟန်းတို့ရွှေကုန်းနိုင်တို့အဖက်တွေရောက်တယ်ဟာမစ်တစ်တို့ โอเคဒါကျွန်တော်ခုတက်ကတော့ရေးတာလမ်းနဲ့တက်တက်မောင်းနေတယ်တဲဒါဒီလမ်းဒီ free job ပေးလိုက်ပါပြီเนาะဟုတ်ပြီကဲသွားမယ်ဗျာဒါဆိုလို့ရှိရင်တက်ကတော့ရေးတာလမ်းလို့ခေါ်ပါတယ်ဒီလမ်းနဲ့ကျွန်တော်မောင်းနေတယ်ဒီလမ်းကလေတာမန်အားဖြင့်လေတုံးတဲ့ကားတွေကများတယ်ဒါလားများတော့နည်းနည်းလေးကျက်တယ်เนาะဒီလိုပဲတိုးဝှေ့ပြီးတော့ကျွန်တော်တို့မောင်းရတာဖြစ်တယ်ကားတွေကြောင်းနေပါတယ်ရှိတယ်ဆိုလို့ရှိရင်ကြောင်းလွှတ်ချိန်နေဆိုလို့ရှိရင်နည်းနည်းကျက်တယ်เนาะကြောင်းလွှတ်ချိန်နေဆိုလို့ရှိရင်ကျက်တယ်ကြောင်းဆိုတာ UFR ရှိတာပေါ့เนาะဟုတ်မှား โอเคแกมองนะดีไลน์อยู่จนเราก็แท้ဖြတ်มาဖြစ်တယ်แท้ဖြတ်ပြီးတော့เบดี้ตัวมาလဲတက်တဲ့ကြီးมองပြီးတော့ကျွန်တော်လဲတန်းအတီตัวมาဖြစ်တယ်เนาะโอเคလဲတန်းနေตัวมาဖြစ်တယ်ไอ้လဲတန်း point ကိုကျွန်တော်จ่อပြီးတော့มาကျွန်တော်อินไซด์แลนบอร์ကိုตัดပြီးတော့เปลี่ยนมาเนาะอินไซด์แลนบอร์ตัดပြီးတော့ไอ้ยอมมาจองแลนหน้าကိုตัวมาဖြစ်တယ်โอเคแกခုဆိုရင်ကျွန်တော်เอียร์แลนเนี่ยตักกระโดดแลน point ကိုจ่อခဲ့ပြီးเนาะအလဲจ่ออยู่တယ်ထပ်ပြီးတော့ออกจ่อเปลี่ยนซင်းတယ်อืม ဟုတ်ပြီသွားနေတယ်ရှေ့ဆိုရင်လဲတန်းပွန့်ရောက်မယ်လဲတန်းပွန့်ကြံကျွန်တော်ညာကို꿰มาဖြစ်တယ်ညာဆိုတာကညာဘက်အစွန်ဆုံး꿰လို့လို့ရှင်ပြည်လမ်းပေါ်တက်သွားမှာเนาะဒါပေမဲ့တက်သေးဘူးကျွန်တော်ကဒီအင်းစိန်လမ်းပေါ်ဒုတိယလမ်းကိုတက်มาဖြစ်တယ်တက်တဲ့ခါမှာညာဘက်အပေါ်ဆုံးကျိုးကယူတဲ့အတွက်ကိုအပေါ်ဆုံးကျိုးကိုတင်ရမယ်ဒလားတင်လိုက်ပြီเนาะယူပုံလေးကိုโอเคဒါဆိုလို့ရှင်လဲတန်းလမ်းဆုံးယူကျွန်တော်ကြော်ခဲ့ပြီတက်တဲ့မောင်းနေမယ်တက်တဲ့မောင်းနေမယ်โอเคလောက်ဆိုရင်တော့တိမယ်ထင်ပါတယ် တတိတ်ကြီးမောင်းမယ်ဗျာเนาะဒါဆိုလဲတန်းကချက်တဲ့နေရာတွေကြော်ခဲ့ပြီးညာဘက်ချမ်းကကမုံပွင့်ပါဇန်ရင်ရင်ကမုံပွင့်ထက်ကြော်မယ်ရှေ့ရွာမကျောင်းလမ်းကျမှာကျွန်တော်ဘက်ဘက်ကို꿰มาဖြစ်တယ်โอเคတတိတ်ကြီးကျွန်တော်မောင်းနေတယ်ရွာမကျောင်းလမ်းကျလို့ရှင်ဘဲ꿰มั้ยအဲကြည်မနော်โอเคဘဲ꿰ပါမယ်ဘဲ꿰တဲ့အခါမှာကားကြီးကတကယ်တော့မစိမ့်မဲထွက်လာတာเนาะကျွန်တော်ကအန်နည်းနည်းလေးဥပြီးတော့꿰လိုက်တယ်အစင်ပြေသွားတယ်ကဲတတိတ်ကြီးမောင်းပြီပေါ့เนาะโอเคဒါဆိုကျွန်တော်သွားကျင်တဲ့နေရာကိုရောက်มาဖြစ်ပါတယ် ခုလိုမျိုးလိုက်ကြည့်ပေးတဲ့အတွက်ကိုအားလုံးကျေးဇူးတင်ပါတယ်အားလုံးအဆင်ပြေကြပါစေ